ဆရာပိုဒီတင်္ဂအိုးလို့မြည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးနေပါတယ်။နာတ္တတဆင်ပေးကြပါအောင်ခင်ဗျာ။ဧရာဝတီမြစ်ပြင်ကကျဲဝန်းလာသည်။ရေကလည်းတရဆက်အစည်းဆင်းနေ၍လိုင်းများကမြစ်ပြင်အပြည့်ပြေးလွှားနေသည်။ကောင်းငင်ကကြည်လင်နေ၍ဒဲပြင်ကြီးကရှည်လျားလာ၏။ဒဲပြင်တစ်လျှောက်ကိုနေရောင်ကတဲ့တဲ့ထိုးထားသောကြောင့်တန်လှန်များဖြစ်နေသည်ကိုမြင်နေရ၏။ထိုဒဲပြင်ကြီးပေါ်တွင်ဆရာပိုဒီတင်္ဂအိုးကြီးတစ်ယောက်ပိုက်ဆွေးကိုထမ်း၍ဒဲပြင်ပူပေါ်ပင်ဂယုမပြုတ်နိုင်ပေ။နိုင်မင်းလွန်းလျား ဘဝရှိရေးကိုမှန်းဆကားတလန်းချင်းနဲ့ရင်ဖြင့်ဝန်တွင်မရှိသောလျှောက်လာသည်ကိုကျွန်တော်တွေးမြင်ခံစားလိုက်ရပါ၏ဆရာဦးတချင်းသည်ကျွန်တော်တို့ခေတ်ခါလောက်ကတချင်းဖြစ်သည်ရေးသူမှာဆရာဘုကလေးဦးတင်အောင်ဖြစ်၍ဆိုသူက ကိုမင်းအောင်ဖြစ်၏ကိုမင်းအောင်၏အတန်းနှင့်ဆရာဦးတချင်းကလိုက်ဖက်ပါ၏ဆရာဘုကလေးတင်အောင်ကဤတချင်းကိုမိမိဘာသာမိမိစက်တီလာဟဲမင်ဝေး The Old Man and the Sea ကိုဖတ်၍ စေကူရကဆက်ခဲ့သည်လားမသိညီတို့ပင်ဆက်ဆက်ဇေယအုတ်တချင်းသည်မြမဂီတလောကတွင်မှတ်တိုင်တတိုင်ဖြစ်၏ဇေယအုတ်တချင်းသည်ဇေယဤဇေယပေါ်၏ဇေယဤလုံရမြဇေယဤလက်ချက်များပေါ်၏ဇေယတရားကမတရားတက်တက်ရက်ဆက်ထားသောအဖိုးဤဘဝကိုဇေယအုတ်တချင်းတွင်ဖြင်ချားစွာမြင်ရ၏အနောကံကြီးအနည်းတွင်တင်္ဂတဲ့ဇေယအုတ်ကြီးတဦးရှိသည်သူတွင်တားထောက်သမီးကံလည်းရှိဟန်မတူဟိုမင်းနေပြီဖြစ်၍ခွန်အားတို့သည်လည်း ခန်းချောက်နွမ်းရည်ကမရှိသောခွန်အားနှင့်ပင်နိုင်မင်းသလိုနွမ်းနေပါလျက်ပိုက်ဆွေးဝထမ်းလျက်ထွက်လာခဲ့ရ၏ဇယဦးတင်္ဂါဦးကြီးသည်ယခင်ကခြေရာချင်းထက်အောင်ရှောက်ခဲ့ရသောဤကန်းကြီးတွင်ယခုတော့တလန်းချင်းလှမ်းရင်းရှောက်နေရရှာ၏အရင်တုန်းကတော့ဤမြင့်ပြင်ကျဲသည်သူ့အတွက်သူ့စစ်ချက်ကြရာရည်ပင်ဖြစ်၏အခုတော့မြင့်ပြင်ကြီးကပို၍ကျေလာသလိုပင်ထင်ရ၏မြင့်ပြင်ကတိုးကျေလာခြင်းမဟုတ်သူ့ခွန်အားလိုကဆိုးရုပ်လာခြင်းဖြစ်၏ ဒီမြေချောင်းဝဲငထွေတွေငဒန်တွေကသူတို့နေတဲ့ငါလိုပေါ်လုံးများလုံးဖြစ်၏တိုးတော့ယခုတော့လူကအအိုပိုက်ကအဆွေစုပ်ပြဲကြီးပြတ်နေသောပိုက်ဆွေနှင့်နေအားဆုံးယုံနေသောတငါအိုဖို့ဤမြေပြင်ကျဲတွင်မားတကောင်မီဖို့အရေးနည်းနည်းကလေးမှမလွယ်ကူတော့ပါဇေယျပိုသည့်တငါအိုဤဘဝကရင်လေးစရာဖြစ်၏တချင်းဤစာသားများတွင်ကရုဏာပါဝင်၏တချင်းနေလိုက်ဖက်တော့ကိုမင်းအောင်ရဲ့တန်ကြောင့်လေ ကရုဏာတရားသည်တို့တခြင်းစာသားနှင့်ရောအတန်တွင်မှာတွဲဖက်၍ပါနေသည်တဏှာဝကြီးသည်ဝကြီးဥမဖြင့်ပိုက်ဆွေးဝဆွဲကထွက်လာခြင်းလူပြိုတဲ့တွင်ငယ်စဉ်ငါဘဝကို ပြန်စင်းသားမိတော့မချိတင်ကဲလွမ်းလုံကဲ၍ညည်ရဝဲခဲ့ရ၏ဟိုရင်လူလုံးကြည်ကြည်တမ်းမထွားကြိုင်းပြီးခွန်အားအပြည့်ရှိစဉ်တုန်းကပိုက်ကအသိလူကငယ်ရွယ်အိမ်ပြန်ငခြင်းတွင်ငဒန်တွင်ထိုင်း၍ပြန်ခဲ့ပုံများသည် ဇေယပူနေသည်ဖြစ်သောတငါဝီမျက်စိတွင်အတေးဤဆက်ကြောင်းများကအရေးလိုပေါ်၍လာနေ၏။မြစ်ပြင်ဝဲဣဇဘူငါလူလူတယောက်တည်းအဖြစ်ခွန်အားပလာနှင့်ပြေဝခဲ့သောငယ်ရွယ်စဉ်ဘဝကိုတငါအိုကြီးသည်တန်တမှန်ဆ၍နေပါ၏။လူပြိုတလွင်ငယ်စဉ်ကိုမှန်လွမ်းမြေရဖြာအင်အားတန်မာလူလုံးချစ်လေပိုက်တစ်ကိုဆွဲကလာလာလေးရွှေငကြင်းတို့အိမ်ပြန်ကြံထန်းလို့မန်းကကြည့်လွမ်းပါပြီလေ အဖိုးသည်ဝမ်းရည်အတွက်ပိုက်ဆွေးကိုထမ်းကထွက်လာပါတော့လေမျောလင်းချက်ကမရှိလူကဦးပိုက်ကဆွေးပြင်ချင်းပင်လေအဆက်မှာငါးတောင်ရအောင် သူပဲလူရှာရနိုင်ပါမည်နီဆရာကဖြစ်စည်းနေတဲ့ဖြင့်ခရီးကမတွင်သို့တော်လေဘဝဆိုဒီကတိုက်ပွဲအာမရှိုံဖြင့်အလုပ်ကိုတော့စွန့်၍မရကြံနေသည်များအားကိုဆောင်၍ကြည်အောင်မည်ကံပေးလျင်တော့ငါးတောင်မိပါအောင်မည်ငါဝမ်းပူစာမနေတာ၍တမုတ်တရာဝမ်းတက်ထွာအတွက် နိုင်မင်းတို့နွမ်းပြီးပိုက်ဆေးဝထန်းကထွက်ခဲ့ရတော့လေမိမိခွန်မိမိအားကိုတော့အဖိုးကိုဒီတိတ်အားမကိုးလို့တော့ကြံနေသည်မလေးနဲ့တော့အားဆောင်ရကြည်အောင်မိခံပေးလျင်တော့ငားတကောင်မိအောင်မိအဖိုးကိုဤအဖြစ်ကခြေခွဲချာဖြစ်ဤအဖိုးကိုဒီသရတရားကိုတုဖက်ပြန်၍မရနိုင်တော့ဘီမို့ကံတရားကိုသာအားကိုး၍နေရဤဟင်းဇေယျာဖြစ်စီခကြီးမတွင်သောဘဝမှာကြံသည်သည်မအားဆောင်ကြည်ရှာ ကံပေးမှငါးရကောင်မိမှတခြင်းကာယံများကအချိတ်ရောအချက်ပါမိ၏ထို့ကြောင့်လေဆိုလိုကောင်ဟိလိုကောင်သည်ဈာယသူအတွက်ကရုဏာယတပေါ်လွင်၏ထို့မှတစဉ်တံဝေကတရားရเสียရဖြစ်၏စရာထောင်း၍ဦးကြီးဦးမှဖြစ်ခဲ့ရနေရတော့ဘာမျှလုပ်ရင်မရဤအန္တဝတခွင်ဝေဘယင်တုစုလိုမင်းမှုခဲ့တော့တငါဦးအဖိုးသည်ငငယ်ကလိုမဟုတ်တော့ငငယ်ကခွန်အားလိုသည်ဘယ်ရောက်ကုန်ပြီနည်း ဆရာတရားသည်အဖိုးဤတန်မာသောခွန်အားတို့ကိုတင်နှုံးသာဖြင့်တည်ရပိတိယနိဖြတ်ယုံငင်စားတောက်ခဲ့ပြီးပြီမဟုတ်ပါလောယခုတော့ဇရာတရားဖိုက်ပြနေ၍ညနေစာအတွက်ချန်ထားသောရှိသမျှခွန်အားလေးဖြင့်အဖိုးသည်မြင့်ပြင်းသို့ထွက်လာခဲ့၏အလိုကြည်စမ်းမှစားစရာငါးတရဝါတွေကညှို့လို့ခုံလို့ပါလားအဖိုးသည်စကြက်ကိုမြင်လိုက်တော့မိမိဇရာဘဝကိုမိသွား၏ဒီလောက်များလေငါးတွေတွေဟာတကောင်တော့ဤကံမိမိ တကောင်တို့မိတယ်ကောင်းရဲ့ဟုဆိုကမြူးနေတော့ငါအုပ်ထဲတဲတဲ့တို့ရင်တုံပန်းတုံဖြင့်ကိုယ်ကိုပြည့်၍ချလိုက်ပါ၏ယခင်ကဆိုပါကဤလိုငါမြူးပုံမျိုးနဲ့ဆိုရင်တကောင်မကတလင်စာလောက်ကိုအလွယ်နဲ့ဖမ်းနိုင်တော့အဖို့ဖြစ်၏အခုတော့ငါတကောင်မိဖို့အရေးအသက်ကိုပင်မရှူရဲမိမိပြစ်လိုက်တော့ပိုက်ဆွေးဖို့သာအตาရချုပ်၍ဆွေးနေရ၏အဖို့သည်ငါအချိန်လေးကိုပိုက်ကိုဆန့်ရင်မှန်းလိုက်၏ပိုက်ထဲတွင်ငါတို့နေမိကတော့တေချာ၏ အလိုကြည်စမ်းပါစားစရာငါးတရဝပိုက်မှတွင်ဤမိတယ်ကောင်းရဲ့တခါအตาရာချော့ကဆွဲအတက်ပင်မရှူရဲ့လက်ထင်လက်ထင်ရောက်လူခုချိန်ခါအဖိုးသည်ပိုက်ကိုချော့၍ချော့၍ဆွဲ၏လူဟိုနေတော်လေပိုက်ကအသက်ဆူလျင်တော်သည်ယခုလိုငါးဝင်နေမှတော့ပိုက်ကောင်းနေရင်လက်ကမောင်းခတ်ယုံတာရှိ၏အခုတော့ပိုက်ကအဆွေမှုအလိုက်တင်ကလေးဖြည်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 းဆွဲနေရခြင်းဖြစ်၏ဇေယတရားသည် တက်ရှိအဖိုးဦးတာမကတမဲ့ပိုက်ကြီးကိုလည်းထူထောင်ကအဆွေးအပြစ်ဖန်ကြီးထား၏ဟောငါးဒီပိုက်ထိတ်တို့တက်လာပြီဖြစ်၏ဒီငါးကိုတော့မိနိုင်ကောင်းသည်ထို့ကြောင့်အဖိုးသည်ရှိသည်မြခွန်အားကိုတုံးကပိုက်ကိုလှေပေါ်သို့ဆွဲတင်လိုက်၏လွတ်လေပြီရွှေရည်ဝင်းသည်ငါငါးတရဝါခုံလွားပြန်စင်မြစ်တွင်းအန်တော်ဟာဆွဲတင်လိုက်ခါမှပိုက်ဆွေးမှ ရွှေရည်ဝင်းသည်ငါးချင်းတရဝါသည်မြစ်တွင်းသို့ခုံဆင်း၍ပြေးလျာအဖိုးကိုခမညာ လူကဇရာပိုက်မှာအဆွေအာမိရေကမလွယ်ခဲ့ပါတင်္ဂါဦးဖျားပိုးလှိုက်လေမျက်ရည်ဝဲအားခဲလို့မရှင်တာလူကဇရာပိုက်မှာအဆွေငိုကြွေးမြေတန်းမြေကမ်းဘွေအန်တော်ဝီကန်လေးမှာလွတ်သွားသောချွေရံဝင်းနေသည့်ရွှေငကျင်းကြီးအတွက်ဇရာပိုးသည့်တင်္ဂါဦးကြီးသည်မွေကြီးမိတန်းရုံမှလွဲ၍အချားပါတတ်နိုင်ပါတော့မည်သည်ကျွန်တော်သည်တန်ဃာဝဘိုးကြီးအဖြစ်အပျက်အတွက်ဝမ်းနေနေမည်အဖို့ပါဆက်လို့မည်သည် လူအိုးပိုက်ဆွေးဖြင့်ဖမ်းနေသည်များငါမိရေးကမလွယ်ငါလူရေးတာလွယ်မည်ဖြစ်၏ငါများကတော့မြစ်ပြင်ကျဲတွင်မြို့ထိုးစွာပျော်ရွှင်နေစေဖြစ်သည်ငယ်တင်ကတော့ယခုလိုငါမျိုးနေလျင်ပိုက်မလို့ပျော်တဲ့နေ့ရိုက်ဖမ်းလျင်မင်းငါဟင်းတော့အစားရသေးသည်အဖိုးသည်မိမိ၏ဘဝမိမိ၏အဖြစ်အတွက်ဒေါသပင်ထွက်လာ၏တို့ကြောင့်လေပိုက်ကိုချလာတက်ပြီးမိမိလေးကိုမိမိတပုံးပုံးရိုက်နေမိ၏ မရှိသောအင်အားဖြင့်ရိုက်နေခြင်းဖြစ်ရာလေမှာသူ့ကိုရိုက်နေသည်ကိုပင်သိဟန်မတူအဖိုးပါမျက်မတက်နိုင်တော့သည်မှာတေချာလာပါ၏ယခုတော့ဘိုးသည်ပိုက်ဆွေးကိုထမ်း၍လာလန်းအတိုင်းပြန်ယုံသာဖြစ်၏သူမျက်လုံးကမကောင်းတော့သူမျက်လုံးထဲတွင်မျက်ရည်ကအပြည့်ဖြစ်၏မျက်ရည်များဖြင့်ပြည့်နေသောကြောင့်မျက်ပြင်တစ်ခွင်တစ်ပြင်သည်ပုံဝါး၍နေတော့၏မကြမီလေသည်ကန်းတို့ဆိုက်လာ၏အဖိုးသည်ချင်းနှင့်လေးကံဖြင့်တွဲစွာဖြင့်ဒီပေါ်မှဆင်း၏ ထိုနောက်ပိုက်ဆွေးကိုရှင်မြတ်ခွန်အားဖြင့်မယူရသည်ပိုက်မှာရေစိုးနေ၍ပို၍လေးလာသည်ထို့ကြောင့်အားဆိုင်၍မရ၏ရေစက်လက်ဖြင့်ပိုက်ကိုထမ်းကာအဖိုးတယောက်မြစ်ပြင်ကိုကြောခိုင်း၍လျှောက်လာခဲ့၏မြစ်ပြင်အတော်ဟာဘက်သို့စိတ်နာစွာဖြင့်နှမ်း၍ပင်မကြည့်တော့အဖိုး၏ခြေလမ်းများကအလာကထက်ပို၍နှေးကွေးနေ၏ပိုက်ဆွေးနှင့်အဖိုးသည် မြင်ဝဲမှတဖြည်းဖြည်းဝေး၍ဝေး၍သွားပါ၏အဖိုး၏ရင်ကွေးလာသောခြေလမ်းများကြောင့်အဖိုး၏မြင်ဝဲသည် ယုတ်တိရဲ့ပြောက်သွားခြင်းမရှိအန္တဝါကန်းချီအင်းဒီမှာဇရာပူတငါအိုကြီးဘဝခီးကိုတွေ့ရင်လေးမိတာနိုင်မေးတယ်လို့နွမ်းပိုက်ဆွေးကိုထမ်းကတလန်းချင်းဆန်းရင်ဝမ်းနည်းမရှိသည်မြအတိအကျပေါ်လာမြစ်ပြင်ရဲ့ကျေပါပြီလေ မားရီဒီမြစ်ကျောမှာပေါ်ပါပြီလေသို့တော့ဒီပိုက်ဆွေးနဲ့လိုက်ရင်းမလွယ်ပါကျွန်တော်ဒါနာဖြစ်တော့ဦးမင်းအောင်အလူလိုမိရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါတယ်။နာတော့တာဆင်ပေးကြပါအောင်ခင်ဗျာ။ ဆရာဆရာမင်းတို့ရောက်ပြီကျွန်တော်ဒီဟိနေရံကိုမြင်းလိုက်လာရမှာပြပမှုအောင်မှစိတ်ကန်းတည်ဆိုငုံကြည့်လိုက်နေ၏ဘုမင်းအောင်ကဆရာဣတ္တသွားတယ်နဲ့တူတယ်ဖူဆို၏မဟုတ်ပါဘူးဗျာဆရာကိုတချင်းတန်ကြားရင်ကကျွန်တော်တို့ငငယ်ကဘုမင်းအောင်တချင်းတန်ပြန်ကြားမိနေတာပါဗျာဟုတ်ကျွန်တော်ကပြောမိ၏ဒီပေါ်မှာလူများကထိုင်ရတာလုံကြီးပြင်ဝတ်သူဝေးလေးဦးထွက်ရသူကရက်နှင့်ဒီတစ်ခုလုံးရုပ်ရုပ်ရရဖြစ်နေ၏ ျွန်တော်ဒီကမ်းဘက်သို့ကြည့်လိုက်တော့လူသုံးလေးယောက်ကရေတဲ့အထိအစင်းလာကလက်ယူမလားဆရာလက်ယူမလားဘိုးဘကောညာသိန်းတဲ့အထိရောက်မယ်ဟုဆိုကြ၏ကျွန်တော်ကလဲနဲ့ဆက်သွားရအောင်မလားဟုဦးမင်းအောင်ကိုမေးတော့အခါသူကကျွန်တော်တို့ကလဲမလို့အချုပ်ဖျားဘူးမြတ်ကမင်းကွန်းတဝိုက်လဲနေဖျားဘူးတွားတဲ့ကြ၏ရင်းတို့အတွက်လဲငါလိုကအားနိုင်ရင်လဲများဆောင်နေကြခြင်းဖြစ်သည်ယခုလေဆိုင်သည့်နေရာသည်မင်းကွန်းစိတ်ကမ်းမဟုတ်တဲပြူချောင်းစိတ်ဖြစ်သည် ီမတစဉ်15မိနစ်ခန့်လျှောက်သွားလျင်မင်းငုံရောက်မည်ဟုဆိုပါ၏သို့သော အားလုံးတို့လိုထိုနေရာတွင်ဆင်းကြသည့်အတွက်ကျွန်တော်တို့လည်းရောရောင်၍ဆင်းခဲ့ကြ၏တဲသူကြောင့်စိတ်တွင်ကျွန်းတစ်လုံးကြီးများကအစီအစဉ်မဲ့ပြန်ကျဲနေသည်ကိုတွေ့ရပြီးထိုနေရာတွင်ကလေးများလေးရေရှိုးနေကြ၏ကျွန်တော်တို့သည်တဲသူကြောင့်စိတ်မှမင်းငုံတို့လျှောက်လာကြသည်ဒါရီလျှောက်တွင်လူသုံးလေးဘက်စားလက်ပံပင်ကြီးများအကြီးပင်ကြီးများပေါက်နေသည်ကိုတွေ့ရ၏။ဤတပင်ကြီးများဤတတန်းသည် နှစ်ရာနှစ်ရှိ၍ဂျာနေမီဖြစ်၏ဆဲ၍လျှောက်လာရမင်းကုန်းအလဲတန်းကြောင့်တိုင်းနေစေယုံစသည်တို့ကိုတွေ့ရ၏တိုင်းနေစေယုံရှိတွင်စိန်မဲမင်းကလေးများကိုတန်းစီ၍စိုက်ထားသည်ထိုနေရာတဝိုက်သည်လည်းအလုံးမြင်သားရလှသည်ဧရာဝတီမြစ်ကလည်းကျယ်ဝန်းသည်ဧရာမလက်ပံမင်းကြီးများကိုတွေ့ရသည်မြင်ကွင်းကလည်းဆန်း၏ဒီနေရာမှနေ၍မန္တလေးတောင်တော်ကိုလည်းအထင်းသာမြင်နေရ၏ဘုမင်းအောင်ကမင်းကုန်းတွင်ဖျားကြီးရှင်တိကြီး ခေါင်းဆောင်ကြီးနှင့်ကံတော်ကြီးဟူ၍ကြီးလေးကြီးရှိကြောင်းပြောပြ၏မြင်ကုန်ပထိုးတော်ကြီးကအေယံမဇီရီတော်ကြီးဖြစ်၏ယခင်ကလေးတောင်မမတ်ဆက်ဆက်တည်ထားခဲ့တော်လေယခုအခါလေးဘက်စလုံးကွဲဧပြူကြနေပါ၏ယခုဆယ်နှစ်15နှစ်အတွင်းပို၍ပြူကြခဲ့သည်ဟုလည်းဆို၏မြင်ကုန်ပထိုးတော်ကြီးကိုတည်ထားခဲ့သည်မှာအမရပူရနန်းစံဘိုးတော်ပဒုံမင်းဖြစ်၏ ဒီသေးဒီတော်ကြီးကို1152ခုတဘိုးရဲလာဇန်9ရက်တနင်္ဂနွေနေ့တွင်တည်ခဲ့သည်ဟုဂုံးပေါင်မင်းဆက်မဟာယာဇဝင်ကဆိုသည်ဒီဒီတော်ကြီးအမြင့်မှာ252တောင်ရှိ၍ဘိုးတော်ဖရာသည်1184ခုနှစ်တွင်ဒီဒီတော်ကြီးကိုအပိတအောင်မတည်တိုင်တော့ဘဲလုံးဝရဆိုင်ခဲ့သည်ဖြင့်ဒီဒီတော်ကြီးမှာတပိုင်းတစ်သဖြင့်ကြံခဲ့၏ဒီဒီတော်ကြီးအနောက်မြောက်ထောက်တွင်မူခုတစ်ခုရှိသည်ထိုကူကိုထိုင်းနိုင်ငံမှဘုရင်သမီးတော် တေဒီတုံမြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်ကသွားရောက်ကြည့်ရှုခဲ့၏။ထိုင်းဘုရင်ကမြန်မာဘုရင်တို့ဆင်ဖြူမတည်းလက်ဆောင်ပေးခဲ့ကြောင်းထိုဆင်ဖြူမတည်းဆုံးသောအခါဆင်တေကိုပထိုးတော်ကြီးရာဟုထောင်းတွင်ညှို့ထားသည်ဟုဆိုကာသမီးတော်ကထိုဘူးကို လာရောက်ကြည့်ရှုသွားခြင်းဖြစ်သည်ဟုဆို၏။ထိုဆင်ဖြူမကိုဘိုးတော်ဘုရားသည်နှစ်သက်မြတ်နိုးလာသည်ဖြင့်တိရိမလာမဟာတုပ္ပတာဟု အမည်ပေးခဲ့ကြောင်းသိရ၏။ရှင်တေကြီးနှကောင်ကို ဘုရုတော်ကြီးရဲ့ရှေ့ဘက်၌ရာဝတီမြစ်ဘက်သို့လှည့်၍တည်ထားခဲ့စဉ်ကအတောင်60ရှိသည်ဟုဆို၏ရှင်တေကြီးနှကောင်အတွေ့အုတ်ချက်ရည်ရှစ်သိန်းအသုံးပြု၍တည်ထားခဲ့ကြောင်းသိရ၏ကျွန်တော်တို့သည်ဘုရုတော်ကြီးနှင့်ရှင်တေကြီးကြားမှမြောက်ဘက်သို့ဆက်လာခဲ့ရာမကြမီထမင်းဆိုင်တန်းသို့ရောက်၏ထမင်းဆိုင်များနေရာသည်ခေါင်းလောင်းတော်ကြီးနှင့်ဘုရုတော်ကြီးကြားတွင်ရှိပြီးဘုရားဖူလာသူများအတွေ့ဖွင့်လှစ်ထားသောထမင်းဆိုင်များဖြစ်၏ထမင်းဆိုင်တန်းရောက်သောအခါဦးမင်းအောင်က သူရင်ပါလာတော့မိတတောင်းမပွန်သေး၍တခုခုတောက်လိုကတောက်စားလိုကစားရန်ပြော၏ကျွန်တော်တို့သည်ထမင်းဆိုင်တန်းတို့ဝင်၍ခိတနာကအချိုရီတောက်ပြီးအောက်ချချေရတော့ဘုရားကျောင်းတို့ဆက်၍ထွက်ခဲ့ပါ၏မင်းကုန်းတွင်မင်းကုန်းဓမ္မဆက်ချာကျောင်းတိုက်မင်းကုန်းရီဦးကျောင်းတိုက်အဘိဓဇမဟာရထကုလူဓမ္မနာရကျောင်းတိုက်မင်းကုန်းရှားပင်တိုက်တဲ့နှင့်မင်းကုန်းအောက်ချကျောင်းတိုက်ဟု၍ကျောင်းတိုက်ကြီးများရှိ၏ဒီကျောင်းတိုက်ကြီးများတွင်ယဟန်တော်များ ရေချမ်းစွာသတင်းတီလဆောက်တည်လျက်ရှိကြ၏မင်းကိုယ်သည်တော်ကြီးမြတ်ကြီးခဏိုင်ကြီးပမာရှိသောကြောင့်တရားချသူတို့အတွက်ချမ်းမြေဝရဖြစ်၏ဥစ္စာကြောင့်တိုက်သူရောက်ရင်ကျွန်တော်တို့သည်အတွင်းဘက်သို့တော်လန်အတိုင်းတော်လေးလျှောက်ရသည်55မိနစ်ခန့်ကြာ၏တဲချောင်းများအတိုင်းလျှောက်ရပြီးနန်းဖေးဝဲရပင်တော့ဘန်းတို့ကမျိုးစုံပွင့်နေ၏ခြင်းငယ်တန်တို့ဖြင့်ဥစ္စာကြောင့်ခရီးသည်ခြင်းနူးဝရဖြစ်သည်ဥစ္စာကြောင့်နေရသည်အတွင်းပိုင်းကြာ၍ ်ဘုံမူတိတ်စိတ်အေးချမ်းဤဟုတ်ချကြောင်းတိုက်တွင်လေသူသူများများဆဆမရှိဟုတ်ချကြောင်းတိုက်သို့ရောက်သောအခါဆရာတော်အားဖူပြစီဟုလျှောက်ထားသောအခါဘုဇင်းကအတိဖြစ်နေ၍ဆရာတော်ထန်တန်းဝင်ဝင်ရ၏ကျွန်တော်တို့သည်ဘုရားကတော်ပြီးနောက်ဆရာတော်အားကတော်ဤဆရာတော်ကတခါကြီးကဘာတူလဲဘာကိစ္စလဲဟုလူရင်းကိုမေးပါ၏ကျွန်တော်ကအမည်နာမလိမ့်စာနှင့်အတူဤမျိုးမှဆရာတော်ဤတခါရင်ဖြစ်သူကြားပြန်ဥုံမောင်ထံမှဆရာတော်ထံသို့ ေးပို့လိုက်တော့စာလေးပါကြောင်းလျှောက်ထားကထူစာကိုလည်းဆရာတော်ဤလက်သူအလာဤဆရာတော်ဒီစာကိုဆုံးအောင်ဖတ်ပြီးဥပုံမာနေတော်တန်းစိန်တို့ရောနေကောင်းရဲ့လားဟုမေးပါ၏အလုံးဆရာတော်ဤပို့တာတော်မြတ်တာကြောင့်ချမ်းချမ်းမမရှိပါကြောင်းလျှောက်ထားတော့အခါဆရာတော်ကဒကမာကြီးတော်ကောက်ရောကိုစိန်တင်တို့ရောနေကောင်းကြရဲ့လားဟုတဦးစီကိုမေးပါ၏ဆရာတော်ကရရရှိရေးလုပ်ငန်းဆောင်ရွက်ချက်များကိုချက်ပြပြောကြပါ၏ထိုအချိန်ဤကိုဥပုံမောင်တော်တန်းစိန်တို့ကို ပြန်ပြောပြရင်လည်းမှကြားသည်ပြီးမှဆရာတော်ကသူ့တန်လျှောက်ထားစရာများရှိသလားလာရင်ကိစ္စကိုပြောမင်းကို၌လိုအပ်သမျှကိုဆရာတော်ကဆောင်ရွက်ပေးပါမည်ဟုဆို၏ထို့ပြန်ဆရာတော်ကတကကြီးကျုပ်ကြောင်းမှကြိုက်သလိုနေစာရေးခြင်းနဲ့ရေးစားဖို့နေဖို့ဘာမှမပူနဲ့ဟုဆိုပါသည်ဟုတ်ချဆရာတော်ကြီးသည်စိတ်မြန်လက်မြန်ဖြစ်၏ဆရာတော်ကြီးစိတ်မြန်လက်မြန်ရှိပုံကိုကျွန်တော်ကြည့်နေသည်ကိုဆရာတော်က သိသည်ဖြင့်တကကြီးလူဘဝလူဖြစ်မှာအချိန်ကတိတ်မရှိဘူး ရတဲ့အချိန်လေးမှာမတည်ခင်မအိုခင်မနာခင်လှုပ်เสียရည်မြ мян သာလှုပ်တကားကြီးဟုဆိုပါ၏ထို့အခါကျွန်တော်ကတပည့်တော်လေတနေ့လုံးအိုတဲ့ကိစ္စနားတဲ့ကိစ္စတွေကိုစဉ်းစားလာတာပါဗျာဟုလျှောက်ထားရဆရာတော်ကတကားကြီးအတူဆုံးမှတ်ထားဖို့ကဟိုချင်းတရားသိချင်းတရားနာချင်းတရားတွေရောက်မလာမီလှုပ်เสียကင်စရာများကိုပြည့်ပြအောင်လုပ်ဖို့လိုတယ်တကားကြီးရဲ့ပေါ်ခြင်းတည်ခြင်းနာခြင်းတရားတွေရောက်မှတော့သူဟာဘာမှလုပ်လို့မရတော့ဘူးတခါကြီး ကဲဒကာကြီးအတွက်ပို့ပြီးမျက်မြင်ကိုယ်တွေ့ဖြစ်အောင်ခုလိုက်ခဲ့ဇေယတရားထုထောင်းထားတဲ့လူတတိုက်ကိုကြုတ်ပြမယ်ဇေယရဲ့လက်ရာတွေကိုအဲ့ဒီနေရာမှာဒကာကြီးတည်တည်ချာချာလေ့လာပြီးတော့ခုဆိုပါ၏ဆရာတော်ကရင်မောင်းအားจิตကားကို ထုတ်စေကမင်းကုန်းကြီးဗုဒ္ဓဘာသာ လူအိုယုံတို့ကိုယ်တိုင်လိုက်ပို့ပါသည် မင်းကုန်းလူအိုယုံသည်အရာဝိမြင့်အတွင်းတို့ ခြေဆင်း၍စောက်ထား၏ထိုနေရာသည်အတက်ကြီးသူတို့နေထိုင်ရန်အတွက်တင့်တော်သောနေရာဖြစ်ပါ၏ မင်းကဗုဒ္ဓဘာသာလူအိုယုံဤအလဲတွင်အရေးအဝါဒနှင့်ပြည့်စုံသောညောင်မင်းကြီးတစ်ပင်ရှိ၏ထိုညောင်မင်းတွင်ကညောင်ရိတ်ကိုကိုစုကိုစုတင်းဤအလိုပြည့်လိမ့်မည်ဟုရည်တာထားသည်ညောင်မင်း၏အနောက်တွင်ကမင်းကလူအိုယုံဤရွှေရတုဆောက်ဝန်ရှိသည်ထိုဆောက်ဝန်ကိုရုံးဖွင့်၍ထားပါသည်ညောင်မင်း၏အခြေဘက်တွင်ခီးသွားလို့တဲကိုနားနေရန်ဆောက်ထားသောအဝိုင်းပုံတရံကျက်ရှိသည် ဇေယခေါင်းရင်ဘက်တွင်ကြောက်စိတ်ရုပ်ပွားတော်နှစ်စုရှိရာဘိုးဘွားနှင့်ဧည့်သည်များအေးချမ်းစွာကြည်ညိုနိုင်ပါ၏ထိုဇေယမှာအီယာရီမြစ်စိတ်အထိဇင်းညံတစ်ခုဆောက်ထား၏ဇင်းညံ၏တောင်ဘက်တွင်အီယာရီမြစ်ဘက်သို့လှည့်၍နေသောဘာဝုဇုံရုပ်ထုရှိ၏ဇင်းညံ၏မြောက်ဘက်တွင်ကလူဟုယုံများဆောက်လုပ်ရာ၌ဘာဝုဇုံနှင့်အတူဆောင်ရွက်ခဲ့သောဘုံမောင်ကြီးရုပ်ထုရှိ၏မင်းကုန်းလူဟုယုံဘိုးဘွားတရားကျော်နှင့်ပြည့်စုံဆောင်ချောက်သူတို့ လုံလောက်စွာနေနိုင်တော့အကျေဝန်းရှိပြီးအဘိုးဘွားတို့နေတော့အဆောင်များနားနေစရာနေရာများဧည့်သာသူနာပြုဆောင်ခြေကံစာကြည့်တတ်ဓမ္မယုံဓမင်းစားဆောင်ဖရာဝတ်ပြုသည့်အဆောင်စသည်ဖြင့်ဆောက်ဝုံများရှိသည်အဆောက်ဝုံများကိုတော့စနစ်တကျဆောက်လုပ်ထားခြင်းမရှိပဲလူတန်းသူပေါ်လျင်ပေါ်သလိုမြေနေရာလို့တွင်ဆောက်ထားရဟန်ရှိ၏မင်းငုံလူအိုယုံ၏အလဲတွင်ဧရာမညောင်မင်းကြီးအပြင်ဝင်းတွင်၌ဧရာမမကြီးပင်များနှင့်တရက်ပင်ကြီးများရှိ၏ ထိုပင်ကြီးများခြင်းဖောက်ပင်ကုတ်ကိုပင်တီးပင်ထမ်းပင်အုံးပင်ဩဇာပင် စကားပင်တမယာပင်ရဲရိုပင်ဆွေတော်ပြွလနှင့်စက်ကိုပန်းယုံကြီးများရှိ၏တီးပင်ချင်းငယ်တို့အထက်ထက်စိုက်ထားသဖြင့်မင်းကုန်းတူအုံယုံသည်အရေးကောင်းကောင်းရသည်အဖြူရောင်နှင့်မယမ်းရောင်ကြကြစက်ကိုပန်းယုံကြီးများမှာတယုံလုံးအပွင့်များဖုံးနေလျက်အလုံးမလှပါ၏သူစက်ကူပန်းယုံကြီးများအောက်တွင်ထိုင်စရာများကိုစီစဉ်ထားသဖြင့် ဘိုးဘွားများအတွက်ရောဧည့်သည်များအတွက်ပါထိုနေရာများသည်အပန်းနှိမ်စရာနေရာများဖြစ်၏မင်းငုံလူအုံယုံယုံငန်းတွင်ဘွားဦးစွန်၏ပုံများဘွားဦးစွန်၏မိဘများဖြစ်သောပညာရှိဘိုးဤနှင့်ဘွားမြင့်တို့၏ပုံများကိုလည်းချိတ်ဆွဲထား၏မင်းငုံလူအုံယုံတို့ရောက်သောအုတ်ချစရာတော်ကကျွန်တော်နှင့်ဦးမင်းအောင်ကိုလူအုံယုံရှိတာဝန်ခံဖြစ်သူဘုခင်အောင်ထံတွင်အံ့နိုင်၍ကျွန်တော်တို့လေ့လာလိုသည်များကို ကုညီရန်နဲ့ဇာဝတ္တဖို့နဲ့လက်ခုဖို့ကိစ္စများကိုပါဆောင်ရွက်ပေးရန်ပြောကြပြီတခါကြီးတို့ဒီမှာနေလို့သည်မလိလာလို့သည်မနေဒီကပြီးရင်ဘုန်းကြီးเจ้าမှလာနေစာရေးလို့ကရေးဟေးချမ်းချမ်းချမ်းသာတယ်လို့နေမင်းကမှတခါကြီးတို့အတွက်ဘာမှလူလီလေးမရှိသေးရဘူးခုအထက်ထက်ပြောဆိုရုံမျှမကဆရာတော်ဒီမင်းကွန်းစီထမင်းဆိုင်နေလက်ဖက်ရည်ဆိုင်တို့မှဆိုင်ရှင်များကိုလည်းခေါ်၍ဒီတခါကြီးများသည်မင်းကွန်း၏ဧည့်သည်များဖြစ်သည်မင်းကွန်းတွင်နေစဉ်ကာလအတွင်း ဘာမှလူလီသေးမရှိရအောင်ထမင်းချိန်ထမင်းလက်ဖက်ရည်ချိန်လက်ဖက်ရည်အက်ခံကြတခါကြီးတို့ဒီမှာလေ့လာပြီးရင်ဘုံကြီးထံပြန်ဖို့ဟုပြောဆိုအပ်နှံကဆရာတော်ဒီကျောင်းတို့ပြန်သွားပါ၏ဆရာတော်ဤမိမှချက်နှင့်အညီမင်းငုံရောက်ကျွန်တော်တို့ကိုလူလီသေးမရှိအက်ခံကြသည်မင်းငုံတွင်ကျောင်းပေါင်း50ကျော်ရှိ၍မင်းငုံကျေးရွာအုပ်စုနိုင်ရွာ6ရွာအင်းကြီး950ခန်းနှင့်လူဦးရေ9000ကျော်ရှိသည်ဟုဆို၏မင်းငုံရဲ့နေလူတို့သည် တရားဤတရားဉာဏ်ကိုမပြတ်နာခံရင်အတ္တမေဝေညာအဖြစ်အချို့ကဘုရားပုများကိုအဲ့ကျိုလုပ်ငန်း၊ဘုန်းကြီးကျောင်းများပြုပြင်သည့်ပြန်လုပ်ငန်း၊ဝါဖောင်လုပ်ငန်းအချို့ကလက်သမားဈေးတယ်အချို့ကအိမ်မုကဲ့ရက်လုံးဖနက်ခုတ်စသည်ဖြင့်လုပ်ငန်းစုံဖြင့်အတ္တမေဝေညာကြသည်ဟုတရားဤမင်းကုန်တွင်ကျေးပိတ်တာ95555ဖြင့်သုံးလုပ်ထားသောကဘာကျော်မင်းကုန်ခေါင်းတော်ကြီးရှိပါ၏မင်းကုန်သည်အေချမ်းသောနယ်မြေဖြစ်၏ တကြီးပဲဦးတို့အတွက်တင့်တော်သောနေရာဖြစ်၏မင်းကုန်းလူအုံယုံကို1935ခုနှစ်ဇန်နဝါရီလ17ရက်နေ့တွင်တည်ဆောက်ထား၍1990ပြည့်နှစ်ဇန်နဝါရီလ17ရက်နေ့တွင်25နှစ်တင်းတင်းပြည့်မြောက်ကယခုအခါ85နှစ်မြောက်စင်ရတုတပင်အခမ်းအနားကိုပြုလုပ်ကျင်းပရန်စီစဉ်လျက်ရှိပါ၏မင်းကုန်းလူအုံယုံတွင်85နှစ်မြောက်အထိမ်းအမှတ်ဖြစ်စိန်ပုံတံအလှပအခင်းချင်းများစွာကိုပြုလုပ်ထားပြီး ဆင်ရတုမှသည်ရာပစ္စည်းတို့ဟုသောမကွန်းကြောက်စာကိုစိုက်တူလျက်လူအယုံအမှုဆောင်အဖွဲ့သည်ဇရာဤအထုထောင်းကြောင်းဘဝရင်းရင်အချိန်မခိုင်သောဘိုးဘွားတို့အားအနှစ်တရာတိုင်းဆက်လက်ပြည့်စုံဆောင်ရှောက်ရေးအတွက်တန်ိတ်တန်ချထားကြပါ၏ဘိုးဘွားတရားကျော်အားတာဝန်ယူဆောင်ရှောက်ရသောတာဝန်သည် အလုံးမကြီးမားလာ၏နိုင်ငံကျားတော်ကြီးများနှင့်အမှုဆောင်အဖွဲ့၏တည်ကျက်မှုနှင့် တနိုင်ငံလုံးမှပြည်သူတို့၏စေတနာများပေါင်းဆက်ထားရာ ိုးဘွားတို့အတွက်အစာအသောက်နေထိုင်ချို့တဲမှုမရှိပဲပြေဝပူချမ်းစွာဇာတုံးနိုင်ကြစီကိုကြောက်ရရမှဘဝဥစုံမြင်ရပါလိမ့်ရင်မိမိတည်ထောင်ထားခဲ့သည့်ထဲအနှစ်တရာအတိုင်းဆက်လက်ထိန်းသိမ်းပါမည်ဟုတန်ဋိတန်ချလှုပ်ဆောင်နေတော့မေတ္တာရှင်စေတနာရှင်ပုဂ္ဂိုလ်တို့ကိုကျေးဇူးများစွာတင်ရှိလျက်ဝမ်းမြဝမ်းသာမေတ္တာပို့တာအာရကျေနူးစွာရှိနေမှာမှန်ပင်ဖြစ်ပါ၏။မြေဝန်ဗုဒ္ဓဘာသာလူ့ဘုံယုံကိုကျွန်တော်တို့တွားရောက်စဉ် အဖိုး32ဦးအဖွား85ဦးရှိပြည်ရင်ပအုပ်မြမစသည့်တိုင်းသားလူမျိုးစုံရှိပြီးခရီးရင်ဘာသာဝင်အဖိုးအဖွားများလည်းရှိပါသည်မိငုံလူအုံဤတကြီးရွယ်ကိုခုခိုးရမယ့်များအားလူမျိုးမရွေဘာသာမရွေစောင့်ရှောက်ထားသောဌာနတစ်ခုဖြစ်ပါ၏မိငုံဗုဒ္ဓဘာသာလူအုံဤဝိညာဝိဆာများကိုဆောင်ရွက်ရန်မိငုံချီဆရာတော်ကြီး၅ပါးကိုနာယကထား၍အမှုဆောင်၁၂ဦးပါသောအဖွဲ့ရှိ၏ ။ဤဖွဲ့တွင်ဥခင်ညုံကဥက္ကဋ္ဌဖြစ်၍ဒုတိယဥက္ကဋ္ဌနှင့်ဗေနာယင်းမှုမှဥညိဘုဖြစ်ပြီးအတွင်းယင်းမှုမှဥကိုကြီးဖြစ်သည်။ကျန်ဖွဲ့ဝင်များမှဥထုံညုံဥတင်စောဥထုံတင်ဥလာမဥုံခင်ဒေါက်တာဥုံဆွေဥအေးမော်ဥလာဦးနှင့်ဥစိန်ဝင်းတို့ဖြစ်သည်။မင်းမလူဦးယုံတွင်တရင်တော်ဟောင်းကြီးတို့ဖြစ်သူဥထုံဦးကိုလည်းတွေ့ရသည်။ကျွန်တော်တို့မင်းမလူဦးယုံတို့ရောက်သောအခါညနေ3နာရီခန့်ရှိပြီဖြစ်၏။ ကျွန်တော်တို့ကိုအတွင်ရင်မှုဥပိုလ်ကြီးနဲ့ရုံးဖွဲ့မှာတောင်ငယ်ဥခင်အောင်တို့ကမင်းကုန်းလူအုံနှင့်ပတ်သက်၍တည်တည်တည့်ရတည်များကိုအသေးစိတ်ရှင်းပြပါ၏တို့ပြင်ဥခင်အောင်နှင့်ဥထုံးဦးတို့ကလူအုံအတွင်ရှိအဆောင်များနှင့်အခြားဆောက်ဝုံများကိုလည်းလိုက်လံပြသသည်ဤနေရာရောက်တော့ဇရာဤတဘောကိုပို၍ထင်ရှားစွာ တွေ့လာရ၏အခြားနေရာများတွင်တော့တကြီးဝေဝများကိုခိုနာတယောက်ဒီနာတယောက်တွေ့ရ၏ ။အိန္ဒိယတွင်ကတကြီးဝဲဦးများကိုစုလိုက်အဝေးလိုက်တွေ့ရသည်။မကြီးပင်ရိမ့်မောင်စကားပင်ရိမ့်မောင်အဖို့ဖားတို့သည်နားနေရင်မိမိကိုယ်ပေါ်မှဇရာကိုရှုကာတရားမှတ်နေကြ၏။ဇင်းညံချောင်းနေတော့အဖို့အချို့တွဲပြီးခေါ်လာရတော့အဖအချို့စသည်ဖြင့်အဖို့ဖားအစုံကိုတွေ့ရ၏။မင်းကုန်တွင်ဇရာဤလက်စွမ်းကိုပို၍ထင်ထင်ရှားရှားမြင်ရသည်မင်းကုန်ကြီးအဖိုးအဖွားများကိုတွေ့ရတော့မမေ့အောင်သည်အဖိုးအဖွားများအား ကုသိုလ်ပြုလိုသောဆန္ဒများတပွားပွားပေါ်ပေါက်လာသည်ဟုထင်ပါ၏ဘုမေအောင်ကဆရာကျွန်တော်နဲ့ဆရာအဖိုးဖွားတို့ကိုတရက်စာဌာနပြုကြရအောင်ဟုဆိုပါ၏ကျွန်တော်ကသဘောတူသည်ဖြင့်အဖိုးဖွားတို့အားတရက်စာဌာနပြုလိုပါသည်မြင်းမြကုန်ကြမည်ကိုသိပါရစေဟုဆိုသောအခါဘုခင်အောင်ကတရက်စာဌာနဆိုလျင်အဖို့ဖွားများအတွက်1800ကျပ်နှင့်ရဟန်းတော်၅ပါးအတွက်150စုစုပေါင်း1950ကျပ်ခန့်ကုန်ကြမည်ဟုဆိုပါ၏ ထိုကုံကြငွေကိုကျွန်တော်နှင့်ဦးမင်းအောင်တယောက်တဝက်ကြခံ၍လှူဒန်းရန်ဆုံးဖြတ်လိုက်ပါသည်ဒုက္ခဦးမင်းအောင်ပါဆရာအခုမင်းကမှနေရင်ဆရာအလိုရှိရာသုံးဖို့ငွေတစ်ထောင်ပါလာတာအခုမှနည်းနည်းပဲရော့သေးတယ်ဒီတော့အခုလှူမဲ့ငွေကိုဆရာအတွက်လဲကျွန်တော်ပေးပေးပါရစေဟုတ်ဆိုပါ၏ဟာဦးမင်းအောင်ကလည်းကျွန်တော်လူကကျွန်တော်လူခမားလူကခမားလူပဲနေဗျာဟုတ်ဆိုတော့အခါသူကကျွန်တော်ဆရာအတွက်ရည်စူးပြီးသားဖြစ်လို့လက်ခံပါဆရာဟုတ်အတင်းကျပ်ပြောပါ၏ ကျွန်တော်ကတယောက်တဝက်ပါဟုပြောတော့လည်းမရသူကဆရာရဲ့မန္တလေးရောက်လို့ဆရာနဲ့ကျွန်တော်တညက်နေတော့ရင်ဒီပိုက်ဆံကုန်မှာပဲဟာအဲ့ဒီသုံးမဲ့အစားဒီမှာလှူခဲ့မယ်လို့သဘောထားပြီးဆရာလက်ခံလိုက်ပါဟုဆိုရင်ကျွန်တော်လည်းသူနဲ့အတင်းကျပ်ဆက်မငင်းလို့တော့တဖြင့်သူ့လှူကိုလက်ခံလိုက်ပါ၏တို့ပြင်ဦးမေအောင်ကကျွန်တော်နဲ့တွေ့ဆုံမေးမြန်းတော့အဖိုးဖွာတိုင်းအားလည်းတူးနေ25ကျက်စီထပ်မံကြတော့ပါသေး၏ဦးမေအောင်လူတန်းသုံးွေဖြင့်အဖိုးဖွာတို့ဟာ နနစာညနေစာရွေးမိနေအဖြစ်မကြမီကြရောက်မီဘူမင်းအောင်ဤမွေးနေကိုပင်ရွေးချယ်တတ်မှတ်လိုက်ကြပါ၏ဘူမင်းအောင်နှင့်ဦးခင်အောင်တို့လူယုံဖွဲ့ယုံငန်းတွင်၌အလူရဲ့ရွေးချယ်ရင်စကားလက်ဆုံးကြနေခြင်းတွင်တော့ကျွန်တော်သည်ယုံငန်းထဲမှထွက်လာခဲ့ပါ၏ဒီကနေ့ဖပြခဲ့တဲ့ဝိတုတို့လေးများကိုချိန်ပေးပြီးနာတော်တဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာနာတော်တဆင်သူညီကောင်မောင်နှမများအားလုံးခါရစိတ်ဓာတ်နှပြသောဒုက္ခများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ